တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့တွင်ကာလဟာထူးခြားသောပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။လမ်းကြောင်းသစ်တွေပေါ်မယ်။အပြောင်းလဲတဲ့တိုးတက်မှုကို ဖန်တီးနိုင်တယ်။ငွေကြေးကိစ္စအတွက်စိတ်ပင်ပန်းမယ်။ငွေဝင်ပြန်ထွက်မမြင်။ပေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။တရနေ့မှာရန်တိုက်ခတ်နေကြတဲ့ဖြတ်သန်းပြီးမှလိုရာပြည့်စုံမယ်။နေ့ရက်နေ့မှာအသွားလာနေထိုင်ယူဆိုင်ရမယ်မတော်တဆနေရှိတတ်တယ်။တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တယ်။ နေ့7နိုင်တဲ့တန်တိုင်းခွဲအတွင်းသွားလာကြည့်ဆက်ရမယ်။၃ရက်နေ့မှာရန်အလုံးကိုကြော်ပြီးမှအလိုရှိရာပြေဆုံးမယ်။၄ရက်နေ့ကတော့ထူးထူးခြားခြားကောင်းသောကံနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့အရာရာဆင်ပြေမယ်။၅ရက်နေ့မှာငွေရေးကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆောင်ရွက်မှုအောင်မြင်ခြင်းအကျိုးပေးခြင်းရှိမယ်။၆ရက်နေ့ကငွေကြေးလုပ်ငန်းကြံစည်ရွေးချက်အောင်မြင်မယ်။ဒါပေမဲ့အရှိမရောက်ကိုတည်သွားစရာနေ့ရှိတတ်တယ်။ မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြာညနေ၄နိုင်ခွဲနဲ့၆နိုင်ကြာတွေမှာအသွားလာကြည့်ဆက်ရမယ်။ခုနှစ်နေ့မှာတော့ရံများမယ်ပြိုင်များမယ်အတိုက်ခံနဲ့ရှင်ပြီးမှအလိုရှိရာတွေတွေပြည့်စုံမယ်။ဒီတပတ်တာကာလအတော်တွေမှာဇာတပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းချုပ်ပြည့်တယ်။တနင်္ဂနွေ တနင်္လာမွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေရှိတတ်တယ်။နေ့6ခုနှစ်နေ့အချိုးပေးပါတယ်။ အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးစွဲပြီးအလို့ရှိရာကိစ္စများဆောင်ရွက်နိုင်ပါလေ။ပန်းရောင်နှင်းစီ တပွင့်ကိုမိမိယုံကြည်ကိုးကွယ်ရာဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြပါမယ်။ကျေးဇူးတင်ပါတယ်။